။ဆာလံကျန်းအခန်းကြီး61အောဖယားသည်အကျွန်ုပ်အော်ဟစ်ချင်းကိုနားထောင်၍အကျွန်ုပ်ဤပထနာစကားကိုမှတ်တော်မူပါ စိတ်နှလုံးညှိုးငယ်လေမြေကြီးဆိုးမှကိုရော့ကိုအကျွန်ုပ်အော်ဟစ်ပါ၏အကျွန်ုပ်အထက်၌မြင့်သောကြောက်တုပ်အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ ကိုရော့သည်အကျွန်ုပ်ခိုးလို့ရရန်သူတို့ရှေ့မှ ခိုင်ခန့်သောရဲတပ်ဖြစ်တော်မူ၏တဲတော်၌ အစင်နေပါမည်အတောင်တော်ဖုံးအုပ်ရာ၌ခိုးလုံးပါမည်အိုးဘုရားသခင် အကျွန်ုပ်ပြုသောတစ္ဆာဂတိတို့ကိုကြားတော်မူ၏နာမတော်ကိုကြောက်ရွံ့သောသူတို့၏အမွေကို အကျွန်ုပ်အားပေးတော်မူလိမ့်မည်ရှင်ဘုရင်၏အသက်နေရကာလကို ရှေးစေတော်မူ၍နှစ်စင်မပြတ်နေဆာထာဝရတိပါစေသောဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံးနေတော်မူစေတည်းဂယုနာနဲ့တစ္ဆာတော်သည် သူ့ကိုစောင်းမစေတည်းဒုဖြစ်၍နေရဲ့အစဉ်အတိုင်းတစ္ဆာဝိကုဖြည့်ခြင်းက နာမတော်ကို အစဉ်အမြဲထောမနာတခြင်းဆိုပါလေအံ့တည်း